ဒုတိယရဲချုပ်တဲ့ရဲဘုံချုပ်တင်ကိုကိုနဲ့ဒုတိယရဲချုပ်နဲ့ရဲဘုံချုပ်အောင်နိုင်သူတို့ကိုရာထူးတာဝန်မှအနာပေးပြီးစက်ဖို့ပါတီမှတဆင့်ရွေးကောက်ပွဲဝင်ခိုင်းကြောင်းဒီရပါတယ်အကြမ်းပဲမရောက်နိုင်ကဒုတိယရဲချုပ်တဲ့ရဲဘုံချုပ်တင်ကိုကိုနဲ့ဒုတိယရဲချုပ်နဲ့ရဲဘုံချုပ်အောင်နိုင်သူတို့ကိုရာထူးတာဝန်မှအနာပေးပြီးစက်ဖို့ပါတီမှတဆင့်ရွေးကောက်ပွဲဝင်ခိုင်းလိုက်ကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်နဲ့စီဒီအမ်ပူကြီးဇင်ယော်ကပြောပါတယ်ယခုစက်တင်ဘာလအတွင်း ရဲဘော်ချုပ်များဖြစ်ကြသည့်ဒုတိယရဲချုပ်တက်ရဲဘော်ချုပ်တင်ကိုကိုနှင့်ဒုတိယရဲချုပ်နှင့်ရဲဘော်ချုပ်အောင်နိုင်သူတို့ကိုရာထူးမှအနာပေးလိုက်ကြောင်း၎င်းတို့နှစ်ဦးစလုံးသည်စစ်ဘုတ်ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်များဖြင့်တည်ဝင်စည်းရင်းသွင်းထားပြီးဖြစ်ကြောင်းသိရှိရပါသည်ရဲတွေလည်းသူတို့သွေးသစ်လောင်တာပေါ့နော်ရှေ့ကရဲချုပ်မရောက်ပါလဲရွေးကောက်ပွဲဝင်ပြန်ရမယ်မာလီတိုင်းဒေသကြီးတဲကနေဝင်ပြန်ရမယ်ဒါကြောင့်မို့လို့ရဲချုပ်မြောက်ကိုပြန်ပြီးတော့ပွဲထုတ်လိုက်တာပေါ့ဟုစီဒီအမ်ဘူကြီးဇင်ယောကပြောပါတယ် ဒုတိယရဲချုပ်တဲ့အဖြစ်ရဲဘုံချုပ်ဝင်းဘိုကိုခန့်အပ်လိုက်ပြီးရဲဘုံချုပ်ဝင်းဘိုမှာစစ်တကတ်တို့အပတ်စဉ်31ကြောင်စဉ်စစ်အရာရှိကြီးဘုရားမှာရဲဖက်တို့ရာလူကြီးဖြင့်ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။ဒုတိယရဲချုပ်နှစ်အဖြစ်ရဲဘုံချုပ်မြုံမင်းထိုက်ကိုပြောင်းလဲခန့်အပ်လိုက်ပြီး၎င်းမှာရဲစစ်စစ်တူဖြစ်ပါတယ်။မကြသေးခင်ကလည်းစစ်တမဘုံချုပ်ကြီးတူဒုတိယဘုံချုပ်ကြီး6ဦးဘုံချုပ်12ဦးဘုံမှုချုပ်ဘုံမှုကြီးနဲ့ဒုတိယဘုံမှုကြီး300ဦးဘုံကြီးနဲ့ဘုံမှု130ဦးရုံးအုံမှတက်တက်စီစီရဲ့အထိ အခြားဆင့်60ဦးစုစုပေါင်း489ဦးကိုစစ်ဖို့ပါတီတို့စစ်ကောင်းဆောင်ကပြောင်းရွှေ့စေခဲ့ပြီးစစ်အရာရှိကြီးအများစုမှာစစ်ဖို့ပါတီကိုကိုစားပြု၍ရွေးကောက်ပွဲဝင်ရောက်ရှင်မြန်ကြမည်ဖြစ်ကြောင်းသိရှိရပါသည်။လွတ်လပ်မျှတပါれဆိုတဲ့ရွေးကောက်ပွဲမှာရှင်တမ်းမဲ့ပါတီများစစ်တပ်ဂုံတိတ်ခါထိခိုက်အောင်မပြောဖို့ကန့်သတ်ခံရကြောင်းသိရပါသည်။အတူအယောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်တိုင်ကြမဲ့နိုင်ငံရေးပါတီတွေအနေနဲ့မဲဆွယ်စီယုံရေးဟောပြောတဲ့နေရာမှာစစ်တပ်ပြိုကွဲအောင်ဒါမှမဟုတ် စစ်တပ်ရဲ့ဂုံတိတ်ကထိခိုက်အောင်ပြောဆိုခြင်းမလုပ်ရဘူးလို့စစ်ကောင်ရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကန့်သက်တားမြစ်လိုက်ပါတယ်။နိုင်ငံရေးပါတီတွေအနေနဲ့ပါတီမူဝါဒသဘောထားလုံခြုံရေးတွေကိုစစ်တပ်ပိုင်းရေဒီယိုနဲ့ရုပ်မြင်သံကြားတွေကတဆင့်ရှင်းလင်းပြောကြားခွင့်ပေးမှာဖြစ်ပြီးဟောပြောခြင်းနဲ့ပါတီတွေအနေနဲ့စာမူတွေနဲ့အတူကွန်ပျူမိတ်လျှောက်ထားရမယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။စစ်ကောင်ရှင်ကနိုင်ငံရေးပါတီတွေကိုအောက်တိုဘာ28ကနေဒီဇင်ဘာ26ရက်တွင် ရုပ်သံနဲ့ရေဒီယိုကတစ်ဆင့်ဟောပြောခွင့်ပေးသွားမှာဖြစ်ပြီးဒီအတွက်ကန့်သက်တားမြစ်ချက်၉ခုကိုလည်းထုတ်ပြန်ထားတာဖြစ်ပါတယ်။အဲဒီထဲမှာစစ်တပ်ပြုတ်ခွဲရေးဖြစ်ပေါ်စေရန်ဒို့မဟုတ်ဂုံတက်ကထိခိုက်စေရန်ဟောပြောခြင်းပါဝင်အခြေခံဥပဒေနဲ့တည်ဆဲဥပဒေကိုလိုက်နာဖို့နိုင်ငံတော်အကြီးအကဲမပြတ်စေဖို့နိုင်ငံဝန်ထောင်တွေကိုအစိုးရပေါ်စန့်ကျင်ဆန္ဒပြစေရန်တွေးထုတ်လှုံ့ဆော်မှုမလုပ်ဖို့စတဲ့အချက်တွေလည်းပါဝင်နေကြောင်းသိရပါတယ်။ စစ်တပ်ဟာ၎င်းတို့ရဲ့ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ကြိုးစားရမှာလွတ်လပ်စွာထုတ်ဖော်ပြောပိုင်ခွင့်တွေကိုကန့်သတ်ပြီးရင်းကန့်သတ်လာနေတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကလည်းစစ်တပ်ကျင်းပမဲ့အတူရောက်ရွေးကောက်ပွဲကိုမထောက်ခံကြောင်းလူမှုကွန်ရက်ပေါ်မှာရေးသားခဲ့သူတွေကိုဖမ်းဆီးဖို့အတွက်အထွေထွေရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကိုစစ်ကောင်ရှင်ကထုတ်ပြန်ခဲ့ပါတယ်။အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်ဒါမှမဟုတ်လုံအောင်စင်တစိတ်တိတ်တာကိုပြပြစေဖို့ဟောပြောတာ ြောဆိုတာစီယုံလှုံ့ဆော်တာစာနာပြတာစာရေးသားဖြန့်ချီတာတွေမလုပ်ဖို့တားမြစ်ထားပြီးဖောက်ပြက်ကျူးလွန်ရင်အနည်းဆုံး1000နဲ့3000နဲ့ကနေအများဆုံး1900နဲ့အထိချမှတ်နိုင်တယ်လို့ချိန်ချောက်ထားပါတယ်။အဆိုပါဥပဒေကြောင့်မြန်မာနိုင်ငံအနှံ့ဖမ်းဆီးခံရသူတွေရှိနေပြီးဒဟာလူခွေရေးကိုပေါ်ပေါ်တင်တင်ချိုးဖောက်နေတာလို့လည်းဥပဒေပညာရှင်တွေကဝေဖန်နေကြတာဖြစ်ပါတယ်။ဒီရုပ်နဲ့ရုရှားအားပေးထောက်ခံနေတဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုလက်တလောမှာနိုင်ငံတကာနဲ့တော်လိုင်းဖွဲ့တွေက တရားမဝင်ဘူးလို့အတိလင်းကောက်ကောက်ပြောဆိုထားကြတာလည်းဖြစ်ပါတယ်။အာနာသိစစ်ကောင်းဆောင်မရောက်နိုင်ကတော့ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာအပိုက်တည့်အဖြစ်နိုင်ငံနှက်မြို့နယ်တရားနှမြို့နယ်မှာကျင်းပပါမယ်လို့ဆိုထားပါတယ်။မရောက်နိုင်ဖြစ်သိမ်းလိုက်တဲ့ကာဆာထ6ဆိုတာပါလေ။အချမ်းပဲစစ်တပ်ဟာနေပြည်တော်ကိုတာဝန်ယူရတဲ့အမှတ်6စစ်စင်ရေးအထူးအဖွဲ့ကာဆာထ6ကိုဖျက်သိမ်းလိုက်တယ်လို့စစ်ရေးတရင်ရင့်မြစ်တွေထံကတီးရပါတယ်။စစ်တပ်မှာစစ်တိုင်းစလီတိုင်းရှိပြီးစစ်တိုင်းစလီတိုင်းရဲ့အထက်မှာ စစ်စစ်ရေးအထူဖွဲ့ဆိုပြီးဇုံ6ဇုံပြန်ခွဲကစီမံခန့်ခွဲအုပ်ချုပ်နေတာပဲဖြစ်ပါတယ်စစ်တပ်ကကာဆာထ6ကိုယခုလစက်တင်ဘာလအစောပိုင်းကတည်းကဖျက်သိမ်းလိုက်တာဖြစ်ပြီးကာဆာထ6စီမံရတဲ့ဇုံနေရာဟာနေပြည်တော်တခုလည်းသာဖြစ်တယ်လို့တီးရပါတယ်တကယ်တော့ကာဆာထ6ကအပူပါပဲတကယ်သာပြောမယ်ဆိုရင်စစ်စစ်ရေးအထူဖွဲ့ဆိုတာလည်းအပူပါပဲစစ်တပ်မှာကကွန်မန်ဒါ၃မျိုးပဲရှိတယ်တပ်ချုပ်ရဲ့တိုင်းမှု၄ယောက်ရဲ့ပြည်ရဲ့အငယ်ဆုံးကွန်မန်ဒါဒီတက်ရဲ့တပ်ဖွဲ့မှုတွေပေါ့နော် အဲ့ဒီသုံးမျိုးပဲရှိတယ်စစ်တိုက်နေတဲ့တပ်မမှုတွေတောင်သူတို့မှာစစ်စင်လုပ်ပန်ခွင့်တွေပဲရှိတယ်ကျန်တဲ့လုပ်ပန်ခွင့်တွေရှိတာမဟုတ်ဘူးလို့စီဒီအမ်ဘူဂျီဇင်ယောက ပြောပါတယ်အခုလိုကာဆာတာ6ကိုဖျက်သိမ်းလိုက်တာဟာကာဆာတာ1 2 3 4 5တို့ကို စေအရှိန်မြင့်ဖို့ဖြစ်တယ်လို့သုံးသပ်ချက်တွေလည်းရှိနေပါတယ်လက်ရှိမှာကာဆာတာ1ကကချင်ပြည်နယ်မြစ်နားခြေဆိုင်နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့မုံရွာခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုတာဝန်ယူရမှာဖြစ်ပါတယ်ကာဆာတာ2ကတောင်ကြီးခြေဆိုင်အရှိန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လာရှိုးခြေဆိုင်အရှိမြောင်တိုင်းစစ်ဌာနချုပ်ခိုးလာမခြေဆိုင်အရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ဂျိုင်းတုံအခြေဆိုင်ထရီကာတိုင်းစစ်ဌာနချုပ်တို့ကိုတာဝန်ယူထားတာဖြစ်ပါတယ်။ကာဆာထသုံးကတော့ဗတိငအခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ရခိုင်ဒေသကိုကင်တွယ်ရတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပါဝင်ပါတယ်။ဒါအပြင်ကာဆာထလေးမှာမော်လမြိုင်အခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်နဲ့တင်းသာရီတိုင်းကာယိုရာတိုင်းစစ်ဌာနချုပ်တို့ပါဝင်ပါတယ်။လက်ရှိမှာဖျက်သိမ်းလိုက်တဲ့ကာဆာထ6ရက်တာဝန်တွေကိုကာဆာထ9ကတွေတာဝန်ယူထားတာဖြစ်ပြီး ကာဆာသားငါမှာနေပြည်တော်တိုင်းစစ်ဌာနချုပ်မာလီခြေဆိုင်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့တောင်ဝူခြေဆိုင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ပါဝင်ကအဓိကကြတဲ့တိုင်းဒေသကြီးတွေပါဝင်နေတာလည်းဖြစ်ပါတယ်ဘူကြီးစင်ရောကဆက်လက်ပြီးရှင်းအောင်ပြောရရင်တော့သူတို့ viewer မှုတွေခတ်နားတယ်လို့ပေါ့နော်တိုင်းမှုတွေကိုပြန်ပြီးချုပ်တဲ့သဘောပဲကာဆာသားဆိုတာမရှိလက်ဘာမှမဖြစ်ဘူးဒါပေမဲ့မရောက်နိုင်အတွက်ကတော့စလေးရောက်ကိုကကဲနေရတဲ့ဆိုင်ရင်ဒီ၅ရောက်ကိုပဲကော့ကဲတဲ့သဘောပဲကာကွယ်ဥစည်းချုပ်ဆိုတာကစစ်တိုက်ဖို့ပဲလေ သူ့ဘာသာသူနိုင်ငံတော်အုပ်ချုပ်ရေးတွေရှောက်လုံနေတော့ဒီ၅ရောက်ကိုပဲခွဲပြီးအုပ်ချုပ်တဲ့သဘောပါပဲလို့ဆိုပါတယ်။ကာဆာတာ၆ဖွဲ့မှုဟာဒုတိယဗိုလ်ချုပ်ကြီးနေလင်းအောင်ဖြစ်ပြီးသူ့ကိုအမှတ်၁စစ်စင်ရေးအထူးအဖွဲ့မှုနေရာကိုပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။ကာဆာတာမှုနေရာဟာလုတ်ပိုင်ခွင့်များများဆဆမရှိသလိုတိုင်းမှုတွေကိုခိုင်းစေပိုင်ခွင့်လည်းမရှိပေမဲ့ဗိုလ်ချုပ်မှုတွေကိုကပ်ပြီးတိုင်းမှုတွေကိုနှက်ကင်တလို့ဒုက္ခရောက်အောင်လုပ်နိုင်တဲ့နေရာလေးဖြစ်တာကြောင့်အခုလိုကာဆာတာဖြစ်သိမ်းတာကိုတိုင်းမှုတွေအနေနဲ့ပျော်နေလောက်တယ်လို့သုံးသပ်သူတွေလည်းရှိပါတယ်။ ီသူအာနာကိုလက်နက်နဲ့မတရားသိမ်းယူထားတဲ့မယောင်လိုင်ဟာအရင်ကကာဆာတာနှင့်မူဖြစ်ဘူးလို့ဒုတိယဗိုလ်ချုပ်မူကြီးဆိုးဝန်းကလည်းကာဆာတာ၆မှုလုပ်ခဲ့ဘူးတာဖြစ်ပါတယ်။ဒဇယ်ကန်ထူးမရကိုစစ်တပ်ကလျင်ပြင့်ဘုံကျဲတိုက်ခိုက်မှုတွင် NUG တင်ကြားရဲ့အတက်ပညာတက်ကလို့ဒုတိယနဲ့ကြောင်းသူမတ်ချက်မူပါဝင်တေဆုံးသူ၁၂ဦးထိရှိလာကြောင်းသိရပါတယ်။သခိုင်းတိုင်းဒဇယ်မြို့နယ်ကန်ထူးမရကိုအကြမ်းဖက်စစ်တပ်ကလျင်ပြင့်ဘုံကျဲတိုက်ခိုက်မှုတွင် NUG တင်ကြားရဲ့အတက်ပညာတက်ကလို့ဒုတိယနဲ့ကြောင်းသူမတ်ချက်မူပါဝင် တေဆုံးသူ၁၂ဦးထိရှိလာပြီဖြစ်ကြောင်းဒဇယ်ပတ်ကဖမှတာဝန်ရှိသူတူကပြောပါရယ်စက်တင်ဘာလ26ရက်နေ့နာနဲ့7:38မိနစ်ခန့်တွင်ဒဇယ်မြို့နယ်ကန်ထူးမရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပေါင်ဝါရဘုံနှလုံးကျဲချတ်တိုက်ခဲ့ကြောင်းသိရပါရယ်အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုတွင်တင်ကြားရေးအတပ်ပြင်ကတက္ကသိုလ်ပညာရေးဝက်မူလတန်းပညာရေးထူးပြုဒုတိယနှင့်ပထမနှစ်ဝက်တွင်ပညာသင်ကြားနေသောမထက်မူပောင်ဝင်ပြည်သူ၁၂ဦးထက်မနည်းတေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ20ဦးထက်မနည်းရှိကြောင်းသိရပါတယ်။ထိုလေကြောင့်တိုက်ခိုက်မှုတွင်တေဆုံးခဲ့သောမတ်ထမူးသည်တက္ကသိုလ်ဝန်ထမ်းဆောင်ပွဲကိုထူးချွန်စွာအောင်မြင်ခဲ့သူတူဖြစ်ပြီးတင်ကြားရေးအတက်ပညာတက္ကသိုလ်၏ထက်မြက်သွက်လက်သောကျောင်းသူတူဖြစ်ကြောင်းအနာဂတ်ပညာရေးဆရာကောင်းဖြစ်လာနိုင်သောတမိကောင်းရတနာတယောက်ဆုံးရှုံးခဲ့ရသည့်အတွက်မိသားစုနှင့်ထပ်တူတင်ကြားရေးအတက်ပညာတက္ကသိုလ်ဆရာဆရာမများနဲ့တင်ငယ်ချင်းကျောင်းသားကျောင်းသူများမှအထူးပင်ဝမ်းနည်းကြောင်းအယူရကြာကာလတက္ကသိုလ်ကောင်းစီတင်ကြားရေးအတက်ပညာတက္ကသိုလ်ကထုတ်ပြန်ထားပါသည် ဂန္ဓုမရွာကိုစစ်ခွေးတွေလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတေဆုံးသူ၁၂ဦးထိရှိသွားပါပြီ။ဗျက်ထန်တိုင်ရရှိသူတွေလည်းပါဝင်ပါတယ်ဟုဒဇယ်ပတ်ကဖမတာဝန်ရှိသူတူကပြောပါတယ်။အချမ်းပဲစစ်တပ်ဒီဒဇယ်မြို့နယ်ဂန္ဓုမရွာကိုလူစီကရာနိုဘယ်စီဆိုင်နဲ့စားတော့ဆိုင်ကိုဘုံကျဲတိုက်ခဲ့ခြင်းဖြစ်ပြီးတေဆုံးသူများတွေတွင်ကိုဝန်ဆောင်မျိုးသမီးများလည်းပါဝင်ကြောင်းသိရပါတယ်။